င်္ဂလာပါရှင်ရကုန်ခစ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အေးအေးသိမ့်ပိုက်ထားတဲ့ညောင်ကျိုးဘျူဟာစစ်စခန်းကုန်းကိုစစ်တပ်ကပြန်လည်သိမ်းယူရန်ထိုးစစ်ဆင်နေမဲ့လေစစ်သား30ဦးဟာတေသွားကခွေးပြေးဝက်ပြေးစုတ်ခွာပြေးသွားရပါတယ်အနောက်မြောက်တိုင်းစစ်တနာကျောက်ထဲကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာစစ်တပ်ဘက်ကအရာရှိ5ဦးအပါအဝင်12ဦးဟာတေသွားပြီးရိခါ5000နှလုံးဟာပြိုကျပျက်စီးခဲ့တဲ့တဲ့င်းပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းပတောင်းမြို့နယ်မှာ အေအေသိမ့်ပိုက်ထားတဲ့ညောင်ကျိုးဘျူဟာစစ်စခန်းကုန်းကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့အတွက်ထိုးစစ်ဆင်လာပြီးမြဲလဲအေအေလက်ချက်နဲ့အ ਨੇ စုံစစ်သား30ဦးဟာတေသွားကာ စစ်ကြောင်းတစ်ခုလုံးဟာခွေးပြေးဝက်ပြေးစုတ်ခွာပြေးသွားတယ်လို့အေအေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အခုနှစ်ဧပြီလ2ရက်နေ့ကပဲခူးတိုင်းပတောင်းမြို့နယ်အုံးရှိပင်မြို့နယ်အတွင်းမှာရှိတဲ့ညောင်ကျိုးပြူဟာကုန်းကိုအရခတက်တော်အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကလည်းစစ်တပ်ကလေကြောင်း drone ပစ်ကိုအများပြားမြေပြင်ထိုးစစ်အကြိမ်ကြိမ်နဲ့အဲ့ဒီပြူဟာကုန်းကိုပြန်လဲသိမ်းပိုက်ရယူဖို့အတွက် ဇက်တိုက်ကြိုးပမ်းနေတာဖြစ်တယ်လို့လည်းအေအေကပြောပါရတယ်။အဲဒါကြောင့်ညောင်ကျိုးဘျူဟာကုန်းအပါဝင်ဆင်လန်နဲ့လီလာတောင်တို့မှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်းသိရှိရပါရတယ်။အော်တိုဘာလ6နှစ်မနဲ့9နိုင်လောက်ကလည်းစစ်တပ်ကလီလာတောင်ကအေအေရဲ့စခန်းကုန်းကိုအကြမ်းဖက်စစ်ကော်မရှင်ရဲ့စက္ကခ30လောက်ခန့်တရင်တွေနဲ့တခြားစုပေါင်းဆက်ပေါင်းတက်အချို့ပတ်ဝန်းတယ်။ စစ်ကြောင်း၃ကြောင်းကလက်နက်ကြီး drone တွေဝိုင်းတွဲလေရင်တွေနဲ့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပေမဲ့လေ AA ကခုခံတိုက်ခိုက်ကတံပြန်ထိုးစစ်ဆင်ခဲ့တဲ့အတွက်ကြောင့်စစ်တပ်ဘက်ကတေဆုံးမှုများစွာနဲ့ ခွေးပြေးဝက်ပြေးစုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။အေအေရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်စစ်ကြောင်းထွက်ပြေးစုတ်ခွာသွားချိန်မှာစစ်တပ်ဘက်က30ဦးဟာထေသွားပြီးဒဏ်ရာရှိသူအများပြားလည်းရှိနေတယ်လို့အရက်ခတက်တော်အေအေကပြောပါဗျ။အော်တိုဘာလ9ရက်နေ့မှာတော့စစ်တပ်က drone အားပြုတိုက်ခိုက်မှုမျိုးသာပြုလုပ်တော့တယ်လို့လည်းအေအေသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ကောသတင်းတပောကိုဆက်လက်တင်ဆက်ပေးကြပါရယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကျန်းဖက်စစ်တပ်ရဲ့အတုရောင်အတရားဝင်ရေကောက်ပွဲအတွက်ထုတ်ပြန်ထားတဲ့မင်းစင်းတွေကိုမီးရှို့ရှင်းလင်းခဲ့လို့တာရီခန်တရင်383နှစ်တက်ခွဲနှစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရဲအော်တိုဘာလ6နှစ်ည7နိုင်ခွဲလောက်ကမင်းလာမြို့နယ်စင်တဲကုန်းအုပ်စုစင်တဲကုန်းကျွာကလူငယ်အာမန်စာကြည့်တိုင်းမှာအကျန်းဖက်စစ်တပ်ရဲ့အတုရောင်တရားဝင်ရွေးကောက်ပွဲအတွက် ထောက်ပြန်ထားတဲ့မဲစင်းတွေကိုတော်လန်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်မီးရှို့ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုမီးရှို့ရှင်းလင်းမှုဖြစ်ပွားပြီးရဲ့နောက်မှာအော်တိုဘာလ9ရက်နေ့မွန်လတနိုင်ခွဲလောက်မှာစင်တဲကုန်းကျေးရွာက လူငယ်အာမန်စာကြည့်တိုက်ကိုအကြမ်းဖက်စစ်သားတွေရောက်ရှိလာပြီးစစ်ဆင်းမှုတွေလုဆောင်နေရလို့လည်းသိရပါဗါးအဲလိုရှင်းလင်းမှုကို383နှစ်တက်ခွဲနှစ်မြေအောက်ပျောက်ကြားတပ်ဖွဲ့ကရဲဘော်တွေကလုဆောင်ခဲ့တာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်သားတွေအနီးမှာတွာလာနေထိုင်တာမျိုးပြုလုပ်ကြဖို့နဲ့တတိထားတွာလာနေထိုင်ကြဖို့အတွက်တာရီခန်တရင်383နှစ်တက်ခွဲနှစ်ကအတိပေးပြောဆိုထားပါတယ်ရှင် ဒီတစ်ခါမှာတော့မန္တလေးတိုင်းပြည်ဦးလင်ခရိုင်အတွင်းမှာအကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ဆန့်ကျင်ဖို့နဲ့မန္တလေးဖက်ဒရယ်ယူနစ်တိဆောက်ရေးကိုအထောက်ပံ့ဖြစ်စေဖို့ရည်ရွယ်ကပြည်ဦးလင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းလိုက်တယ်လို့အော်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မန္တလေးဒေသတော်လန်ရေးစုမှုနယ်မြေပြည်ဦးလင်ခရိုင်အတွင်းနေထိုင်ကြတဲ့ပြည်သူများ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာအသိပညာသဘောတရားရေးရာပြည့်ဝပါစားနဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ဆန့်ကျင် တော်လှန်ရေးမှာပိုမိုထောက်ခံပါဝင်လာစေရေးမျှော်မှန်းလျက်ပြည်ဦးလင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့လည်းအသိပေးထားပါဗျ။ပြည်ဦးလင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီအနေနဲ့ဒေသအတွင်းလူမှုအသိပညာပေးစီယုံရေးနဲ့လူမှုလှုပ်ရှားမှုတွေအားကောင်းလာစေဖို့ ဆေအိုစုရဲ့အတုရောင်ရွေးကောက်ပွဲကိုလူထုဆန္ဒမပါဝင်ကြောင်းတပိတ်မော့ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုဖော်ဆောင်ဖို့ဖြစ်တယ်လို့လဲဆိုပါရယ်အဲ့ဒါအပြင်ဒေတာအတွင်းပြည်သူလူထုတွေအကြမ်းဖက်ဆေအိုစုကိုဆန့်ကျင်တော်လှန်တဲ့လှုပ်ရှားမှုတွေမှာပုံမူပါဝင်ဖို့အတွက်မန္တလေးဒေတာ Federal Unit တိဆောက်ရေးမှာအထောက်ပံ့ဖြစ်စေဖို့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့တော်လဲအင်အားစုတွေညညွတ်စွာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဥတီရွယ်ကဖွဲ့စည်းထားတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ပြည်ဦးလင်ခေလူလူလှုပ်ရှားမှုကော်မတီဟာအာနာရှင်စနစ်စန့်ကျင်ရေးပြည်သူအင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC မန္တလေးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းသိပေးထားပါဗျရှင်။ ဒီတကောင်မှာတော့မုံရွာမြို့အခြေစားအနောက်မြောက်တိုင်းစစ်တနာကျောက်ထဲကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ရမှာအကျန်းဖက်စစ်တပ်ဘက်ကအရာရှိ9ဦးအပါအဝင်12ဦးဟာသေဆုံးပြီးရိတ်ခါဂိုဒေါင်နှလုံးဟာပျို့ကျပျက်စီးခဲ့လို့ချင်းတွင်း Rocket Brother CRB ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အော်တိုဘာလ2ရက်နေ့မှာအနောက်မြောက်တိုင်းစစ်တနာကျောက်နမခအတွင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကိုးချိန်မြောက်ဖြစ် ရော့ကက်ဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာစစ်တမ်းရုံးကအရာရှိ၅ဦး၊ရဲခါ၉တောင်စောင့်တဲ့စစ်သား၂ဦးနဲ့ တက်မိသားစုဝင်၅ဦးပွေချင်းပြီးတည်ဆုံသွားခဲ့တာဖြစ်တယ်လို့တက်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာရရှိသူတွေကိုတက်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားရလို့လည်းသိရှိရပါတယ်။ဒါ့အပြင်နမခစစ်တမ်းရုံအတွင်းကရိခါကိုတော်နှလုံးလည်းပြိုကျပျက်စီးခဲ့ပြီးတော်လဲရဲဘော်တွေအထူးကံရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အဲဒကတ်မှုကိုချင်းတွင်းရော့ကတ်ညီနောင်ဦးဆောင်ကမာမိတ်အဖွဲ့တွေဖြစ်တဲ့ချုံမမန်ကနီချင်းတွင်း brother ဗုဒ္ဓလင် Defense Force ဗုဒ္ဓလင် Defense Force Federal Democratic Force ဘာမာအာမေမုံရခရံတရင်စလဲဗိုလ်လက်ကောက်နဲ့ရင်းမာပင်ခံအမှတ်ကိုတရင်နဲ့ပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်တနင်္သာရီတိုင်းတရင်တပုတ်ကိုကြည့်အောင်ပါတနင်္သာရီတိုင်းဒဝဲအချင်းထောင်မှာနိုင်ငံရေးအချင်းသားကိုအောင်ကိုဦးကိုစစ်တပ်ကစစ်ကူတောက်ခွင့်မပေးတဲ့အတွက်ကြောင့် နာတာရှည်ယောဂာနဲ့ကွယ်လွန်သွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရယ် PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းက ပြောပါရယ်အော်တိုဘာလ3ရက်နေ့မှာနိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦးဟာ နှလုံးစည်းကြိုကြောက်ကဲ့ယောဂါတွေနဲ့အသက်သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ငโกမူလယောဂါအခန်းကြောင့်ဒဝဲထောင်းမှာအချင်းကြခံနေရစဉ်တွင်ဆေးဝါးကုသမှုကိုမကြာခဏကုသမှုခံယူနေရသူတို့လည်းဖြစ်ပြီးထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းတို့ကြောင့်အခုလိုတည်ဆုံးခဲ့ရတာလို့လည်းသိရပါဗျ။ကိုအောင်ကိုဦးဟာတည်ဆုံးချိန်မှာအသက်48နှစ်ရှိနေပြီဖြစ်ပြီးဒဝဲထောင်းမှာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905က ပေါက်ကွဲ၅တို့နဲ့တရားစွဲဆို ခံရရပြီးထောင်ဒဏ်၈နှစ်အကျဉ်းချခံထားရသူလည်းဖြစ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံကအကျဉ်းထောင်တွေမှာကုံစင်းနှုံးကိုအကြောင်းပြကအခြေခံစားတောက်ရေးတွေအတွက်တတ်မှတ်ထားတဲ့အတိုင်းမကျွေးတဲ့အပြင်တော့တုံးရီရှားပါမှုနဲ့ပါကြုံတွေ့နေရတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရဲ PPNN ကဥဆောင်အဖွဲ့ဝင်ကိုတိုက်ထွန်းကပြောပါတယ်။တချို့အကျဉ်းတောင်တွေမှာအကျဉ်းသားတွေဟာအဝီစီအတွင်းကရေကိုရေစစ်ကတောက်တုံးနေရတဲ့အပြင် တောက်သုံးဖို့မသင့်တဲ့ရေတွေကိုတောင်တောက်သုံးနေရတာကြောင့်အကျဉ်းသားတွေရဲ့ကျန်းမာရေးဟာထိခိုက်မှုတွေရှိလာတဲ့အပြင် လုံလောက်တဲ့စေဝါကူတမှုတွေမရရှိတဲ့အတွက်အသက်ဆုံးရှုံးတဲ့အထိဖြစ်လာနေရတယ်လို့လည်းကိုတိုက်ထွန်းကပြောပါရရှင်။ ီတစ်ခါမှာတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်ဒေါင်းလေးရွာမှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲခဲ့တာကြောင့်ပြည်သူတဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ6နှစ်ည10နိုင်လောက်ကကျိုးပင်ကောင်းမြို့နယ်ဒေါင်းလေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရပါရယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တာဖြစ်ပြီး နွားတကောင်လည်းတည်ဆုံးခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ကျုပ်ပင်ကမြို့နယ်အတွင်းစစ်ကြောင်းထိုးမိရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကလည်းကျေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေတာကြောင့်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတန်းရှောင်နေရလွယ်ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါဗျ။အော်တိုဘားလ9နေ့ကနေစတင်ပြီးကျုပ်ပင်ကောင်မြို့နယ်အလဲကုန်းတိုက်နယ်ရဲစခန်းကနေထွက်လာတဲ့အင်အား180ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကိုဇက်တိုင်ဝင်ရောက်ဆင်းနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာရင်ငန်ရွာနဲ့စင်ကူးရွာတို့ကိုမီးရှို့ဖျက်ဆီးထားပြီးလက်ရှိအချိန်မှာဖလံပင်ရွာသစ်ရွာဘက်ကိုရောက်ရှိနေရလို့လည်းသိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ရင်ငန်ရွာစင်ကူးရွာနဲ့ဖလံပင်ရွာသစ်ရွာကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗါးရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်တွင်း online ငွေလိမ်လည်တဲ့ကြားဖြန်လုပ်ငန်းတွေမှာလိမ်လည်ခေါ်ဆောင်ခံရပြီးအတင်းအကျပ်အလုပ်ခိုင်းစေခံရတဲ့ထိုင်းနိုင်ငံသား16ဦးကိုထိုင်းဆိုရကပြန်လည်လက်ခံထားတယ်လို့ထိုင်းသတင်းတွေကသိရပါဗါတယ်။အဲ့ဒီထိုင်းနိုင်ငံသားတွေဟာမြောက်ပြည်မြို့နယ်မှာလိမ်လည်လှည့်ဖျားခံရပြီးတရားဝင်ငွေလိမ်လည်တဲ့တရုတ်ကြားဖြန်ခိုင်းတွေမှာအလုပ်လုပ်ကင်ခဲ့ရတာလည်းဖြစ်ပါတယ်။အော်တိုဘာလ6ရက်နေ့မှာတော့ ထိုင်းနိုင်ငံသား16ဦးကိုလုံခြုံစွာပြန်လည်ခေါ်ဆောင်လာပြီလို့လည်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုကြေညာထားပါတယ်။မြရီမြို့မှာပိတ်မိနေတဲ့နိုင်ငံသားတွေတဲကထိုင်းနိုင်ငံသားတွေကိုကယ်တင်ပေးဖို့အတွက်ထိုင်းအရက်ဖက်အဖွဲ့တွေကကြေညာချက်ထုတ်ပြန်တောင်းဆိုပြည်တဲ့နောက်မှာ ထိုင်းနိုင်ငံသား16ဦးကိုပြန်လည်ခေါ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးချုပ်ကမြရီမြို့နယ်ကနေပိတ်မိနေတယ်။ ထိုင်းနိုင်ငံသားတွေကိုကယ်တင်နိုင်ဖို့အတွက်ရန်ကုန်မြို့ကထိုင်းတန်ယုံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ညွှန်ကြားခဲ့ပြီးအဲ့ဒီညှိနှိုင်းမှုကြောင့်မဲဆောက်မြတွေအမြဲတမ်းနေဆက်စစ်စေးကိတ်ကနေထိုင်းနိုင်ငံသားတွေကိုလှင်မြန်လုံခြုံစွာနေရပြန်ပို့နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီထိုင်းနိုင်ငံသား16ဦးစလုံးဟာလူကုန်ကူးမှုရဲ့တားကောင်တွေဟုတ်မဟုတ်စစ်စစ်ဖို့အတွက်လှုပ်ဆောင်နေစေဖြစ်ပြီးဒုက္ခသည်တွေဖြင့်တရားဝင်သတ်မှတ်ခံရသူတွေဟာ သက်ဆိုင်ရာအစိုးရဌာနတွေရဲ့အကာအကွယ်နဲ့ပြန်လည်ထူထောင်ရေးအထောက်ပံ့တွေကိုရရှိမယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြပါ။